မျိုးသားပညာရေးသပိတ်ဆန္ဒပြမှုကြောင့်ဖန်စီခံထားရပြီးတရားကျင်းဆိုင်နေရတဲ့ចောင်းသားတွေနဲ့ဝန်ရံသူတွေကိုတာရီမျိုးနယ်တရားရုံးမှာဇန်နဝါရီလ12ရက်နေ့က34ချိန်မြောက်ယုံချင်းဖြစ်ယုံထုတ်စစ်ဆေးခဲ့ပါတယ်။ယုံချင်းကိုနော်ဝေတန်ယုံနဲ့နော်ဝေနိုင်ငံចောင်းသားတမကဖွဲ့စည်းကចောင်းသားတွေလည်းလာရောက်ခဲ့ပြီးသပိတ်အကြမ်းဖက်ဖြိုခွင်းဖန်စီခံရစေအခြေအနေတွေဘဂဒါများအဖွဲ့ချုပ်ရဲ့မူဝါဒများအပါအဝင်ထောင်နှင်းကြုံတွေ့နေရတဲ့အခြေအနေတွေကိုဖန်စီကန်ចောင်းသားကောင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ သူတို့အနေနဲ့မြန်မာနိုင်ငံရဲ့ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ဖန်စီကန်ចောင်းသားတွေလွတ်မြောက်ရေးအတွက်ကူညီနိုင်မယ့်အပေါ်ပြန်လည်ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။2014ခုနှစ်မတ်လ10ရက်နေ့ကလက်ဗရန်မြို့မှာအကြမ်းဖက်ဖြိုခွင်းဖန်စီခံခဲ့ရတဲ့ဒီမိုကရေစီပညာရေးတပိတ်စစ်ចောင်းကဖန်စီကန်ចောင်းသားတွေနဲ့ဝင်းရံပြည်သူများအမှုမှာဆယ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့လက်ရှိအချိန်ထိတရားလိုတဦးတည်းကိုသာစစ်ဆေးပြီးဖြစ်ပါတယ်။ ဒီမှုအတွက်တရားလိုပြတက်သေးပေါင်း40ကျော်တင်သွင်းထားတဲ့အတွက်ထပ်မံကြာမြင့်ပွဲရှိပြီးပန်းစည်းကံចောင်းသားတွေအနေနဲ့အကျဉ်းအောင်အတွင်းကိုရောက်ရှိနေတာကြောင့်အချိန်တွေပြုံးတီးနေတယ်လို့ရုံထုတ်စဉ်တွင်ဘာကတမြအဖွဲ့ချုပ်ရဲ့ចောင်းသားကောင်းဆောင်တူဖြစ်တဲ့မတ်ဖြူပြုတ်အောင်ကပြောပါရယ်ကျမတို့ရဲ့တမိုးရှိတဲ့အချိန်ကြီးတနေ့တဲ့တနေ့ကုန်ကုန်သွားတာကိုပဲကျမဒါစိတ်မကောင်းဖြစ်မိတယ်ဒါဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီမှာဒီချိန်တွေမှာကျမတို့အများကြီးအလုပ်လုပ်လို့ရတယ်ကျွန်တော်တိုင်းပြည်မှာဟိုကျွန်တော်ပညာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အခုဆိုရှင်တိုင်းပြည်မှာအရေးကြီးနေတဲ့တိုင်းပြည်အတွက်တကယ်ကိုအရေး အအများကြီးလှုပ်ရှားရှိတဲ့အချိန်တွေမျိုးမှာကျွန်တော်တင်းတော်တွေမှာရောက်နေရကျွန်တော်အချိန်တွေအလက်သက်ပြုံးကြည့်နေရတဲ့အတွက်ကျွန်တော်တို့ဒါဒီပေါ်မှာတော့ဒါမကောင်းဘောเนาะဒါပေမဲ့ခုနကပြောကျွန်တော်တို့ဒီထောင်ထဲမှာရှိနေရတဲ့အချိန်တွေမှာတော့ကျွန်တော်တို့တွေဒါကိုပြီးတော့လေ့လာတာမျိုးတွေကျွန်တော်ကိုပြီးတော့သင်ကြားမျိုးတွေဒါကျွန်တော်တို့လေ့လာသင်ယူကျွန်တော်အချိန်တွေရအကျဉ်းတော်တွေတမ်းပါရေးစောင့်ရှောက်မှုအနေနဲ့လိုအပ်ချက်များရှိနေစေဖြစ်ပြီးလုံထုံးလုံနည်းတွေမှာအကျဉ်းတော်အတွင်စေဝါကူတမှုရရှိဖို့အစဉ်သက်မဖြစ်သေးဘူးလို့လည်းဘာကသာကျောင်းသားကောင်းဆောင်တူဖြစ်တဲ့ကိုနနဆက်အောင်ကပြောပါရယ်။ကောင်းပါအများစု ညဝင်းရမားစုမျိုးလုံးတကျင်နေပြကျင်တဲ့ခါကျဒီနာဒီဒီမှာပတ်ဝန်းကျင်ရဲကိုကျွန်တော်တို့ကဦးညီတောင်းနေဒီမှာတခုရှိရင်စီကံပြောက်လို့ဆင်ပြေးနိုင်မလားအဲ့တော့ဒီလိုလိုက်ပြလို့မရဘူးဆိုတော့ကိုကိုပဲခေါ်ကုပြီးတော့ကိုကိုပြတ်မှတ်နေဘူးပဲကိုကိုစီခေါ်ပြလိုက်ရနေတာရောက်တယ်အဲ့တော့ကျင်းမလက်ကြီးအစိုးရရဲ့ဟိုအထုံးမှုရန်နေရာမှာရှိတဲ့ဇုံးဝက်ယုံဒီသက်ဆိုင်ရာလုံးလုံးဟန်နေရပေါ့လူတွေအတွက်ဟိုအစီအပြေကိုယူရလာမှုပဲနဲ့ကြောက်တယောက်ဘလူကတာဝန်ယူပါလဲပေါ့ကြောက်တယောက်ဟိုတာဝန်ယူမှုတွေကိုအပြန်အလှန် ရေဝန်ထုတ်ပြီးတော့လူတော်ဝင်ခံမှာပြဿနာဖြစ်မလူတော်ဝင်ခံမှာဆိုစဉ်းစားနေနေရေဟုတ်တာအတူမကြောက်ဘူးပေါ့ဒီမိုကရေစီပညာရေးသပိတ်မှចောင်းသားတွေနဲ့ဝင်းရံသူ90ကိုပြစ်မှုဆိုင်ရာဥပဒေပုံမှ143ပုံမှ145ပုံမှ149ပုံမှ332နဲ့ပုံမှ905ခါခွေတို့ ਨੇ တာဝရီမြို့နယ်တရားရုံးမှာတရားစွဲဆိုထားတာပဲဖြစ်ပါတယ်။ကြုံချင်းမှာအသစ်စစ်ဆေးနိုင်ခြင်းမရှိဘဲကြော်ကိုကိုကိုမျက်ကွယ်မှာစစ်ဆေးခဲ့တဲ့စစ်ချက်တွေကိုရုံးရှိပြန်လည်မှတ်တမ်းတင်ခဲ့ပြီးရုံးချင်းကိုပြန်ချင်းခဲ့ပါတယ်။